အပန်းဖြစ်စကန်ကြီးဖွင့်ချပေမဲ့ရုတ်တရက်ပေးလိုက်ရတဲ့အကြောင်းရင်းတွေရှိနေတဲ့နေဂျီဦးငွေကိုရီလိုတုံးနိုင်တဲ့နေဂျီဦးတို့ကလုပ်ငန်းပေါင်းများစွာကိုပိုင်ဆိုင်ထားသူဖြစ်ပြီးမထမတ်ထားလောက်အောင်ကြိုးဝါချမ်းသာသူပါ။တိမ်မောင်းသိန်းချီတန်းနဲ့အိမ်မနေပြီးညဝင်းအင်ကြီးကိုတော့ brand new wood တဲ့အထိငွေဖြုံးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။သူရဲ့ fashion တွေကိုလိုက်ငင်းနေအောင် ပြင်ဆင်ထားပြီးတော့မိန်းကလေးတွေအားကြမှုတွေကိုပါရရှိထားပါတယ်နော်။နိုင်ငံသားမောင်ငွေကိုစိတ်ကြိုက်သုံးပြီးကြောင်းတက်ခဲ့သလို fashion ပွဲတိုင်းကိုလည်းမလွတ်တမ်းတက်ရောက်ခဲ့ပါတယ်။ ဖခင်ဖြစ်သူကနိုင်ငံဝန်ထမ်းဖြစ်ပေမဲ့စ조사အထောက်အမှုကြောင့်ပိုင်ဆိုင်မှုများစွာရှိလာခဲ့ပြီးမွန်ပြည်နယ်စိုက်ထုံမြို့မှာစိန်လက်တင်ဆိုတဲ့အပန်းဖြစ်စခန်းကြီးကိုဖွင့်လှစ်ထားပါတယ်။အရင်ကတော့ဒီအပန်းဖြစ်စခန်းကြီးကနာမည်ကြီးပြီးစိုက်ထီယိုဘုရားဝုတွေလည်းလာရောက်ပြီးတော့လက်ပတ်ကြပါတယ်။စိန်လက်တင်အပန်းဖြစ်စခန်းမှာ trade center ကိုလည်းပြသထားပြီးအပြည့်မျိုးစုံလည်းရှိပါတယ်ရှင်။ ဧကများစွာကြုံဝန်းတဲ့အပန်းဖြစ်စခန်းကြီးကိုနေကျူးရဲ့အမိဖြစ်သူကဦးစီးလောက်ကင်နေတာဖြစ်ပြီးဒီလုပ်ငန်းကနေပြီးတော့ဦးငွေတွေလည်းများစွာရရှိခဲ့ပါတယ်။အခါကြီးရဲ့ကြီးနဲ့ပည့်ရတွေမှာဧည့်သည်တွေအပြစ်ဖြစ်နေတဲ့ဆင်းလက်ကျင်ကတစ်ချိန်ကတော့အရန်ကိုအောင်မြင်ခဲ့ပါတယ်။အခုတော့နေကျူးတို့မိသားစုပိုင်းနဲ့ဆင်းလက်တင်အပန်းဖြစ်စခန်းကြီးကိုပိတ်လိုက်ပါပြီ။ဆင်းလက်တင်အရှိမပိတ်လိုက်ပြီဖြစ်တဲ့အကြောင်းရေးထားပြီးဘာကြောင့်ပိတ်လိုက်ရတယ်လဲဆိုတော့ကိုလည်းပိတ်တဲ့တွေကစိတ်ဝင်စားကြပါတယ်။နေကျူးရဲ့ဆင်းလက်တင်ကတစ်ချိန်ကအောင်မြင်ခဲ့ပေမဲ့လည်းနောက်ပိုင်းမှာတော့လာလေတဲ့သူတွေကမရှိတဲ့တော့နေသွားပါတော့တယ်။ လာရောက်လက်ပတ်မဲ့သူမရှိဘဲထိန်းသိမ်းစီတွေနဲ့ဝန်ထမ်းစီတွေကမနိုင်မနေဖြစ်လာပါတယ်။အချိန်တစ်ခုကြာတောက်ခံထားပြီးမဲ့လည်းနောက်ဆုံးမှာတော့စိတ်လက်တင်ကပိတ်ရတဲ့အထိဖြစ်သွားပါတော့တယ်။ပိတ်ရတွေမှာလာရောက်လက်ပတ်သူတွေနဲ့စီကားခဲ့ပြီးမဲ့အခုတော့ပိတ်ရမှာလည်းလူမရှိသလိုဂျာရက်တွေမှာလည်းလူနေနေပါတယ်။တချိန်ကလူအဝင်များခဲ့တဲ့အပန်းဖြစ်စခန်းကြီးကအခုတော့၆တွေ့ပြီးအထိကျန်နေလို့တကယ်ပိတ်သွားတာဟုတ်ရဲ့လားလို့တောင်မှမယုံကြည်နိုင်ကြပါဘူး။ ။နေကျူးကတစ်ချိန်တော့ကအောင်မြင်တဲ့မင်းသမီးဖြစ်ပေမဲ့လည်းအခုတော့သူတရုတ်ဆောင်ရင်ဘသူမှမပေးဘူးဆိုတာကြောင့်မင်းသမီးလည်းဆက်မလုပ်ဖြစ်တော့ပါဘူး။ကျိုးကချမ်းသာတဲ့တတိကြီးနဲ့လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာနေကျူးကအိမ်အောင်ရှင်မဘွားကိုခိုင်ယူတော့မှာပါ။မင်္ဂလာဆောင်ကိုအကယ်ဒမီပေးပွဲနီးပါးခန်းအောင်ကျမခဲ့ပြီးဟန်နမွန်ထွက်ဖို့အတွက်ငွေမရှိတော့ဘူးလို့ပြောတဲ့အချိန်မှာတော့သူ့ကိုမယုံကြည်ခဲ့ကြပါဘူး။ဒါပေမဲ့အခုတော့နေကျူးတို့မိသားစုပိုင်းလုပ်ငန်းကြီးကရက်တက်လိုက်ပြီးဖြစ်တာကြောင့်မမြင်ချင်းသဘောတွေကိုလည်းနားလည်သွားပါတယ်။နေကျူးကမင်းသမီးအဖြစ်အောင်မြင်နေစင်မှာသူ့ရဲ့အပန်းဖြစ်စကန်ကြီးလည်းအောင်မြင်ခဲ့ပါတယ်။ နေကျူးကိုအပိမဲ့သူတွေတိတိတတ်တတ်ရော့သွားတဲ့အချိန်မှာတော့အပန်းပြစ်စကန်းကြီးကိုလာလည်းမဲ့သူတွေမရှိတော့ပဲပိတ်သိမ်းလိုက်ရပါတော့တယ်။ brand ကိုပဲသုံးနေဆိုပြီးခြေမိုးပြခဲ့တဲ့နေကျူးကအခုတော့မခြေမိုးနိုင်တော့ပဲလူအများရှိကိုလည်းမပေါ်ထွက်လာတော့ပါဘူး။နေကျူးကမင်းသမီးဖြစ်ဖို့အတွက်ငွေလန်းခင်းပြီးဝင်လာခဲ့ပေမဲ့သူ့ရဲ့မိသားစုနောက်ခံကြောင့်အပိမဲ့သူတွေကမရှိတဲ့အောင်နေသွားပါတယ်။မကြခင်မှာကလေးမိုးဖွားတော့မှဖြစ်လို့နေကျူးကမိခင်ကောင်တယောက်ဖြစ်ဖို့ပဲအာယုံဆိုင်နေပြီးကလေးမိုးဖွားဖို့အထီးလဲအပိုင်းဆက်တွေနဲ့ blog တွေရိုက်နေအောင်မှဖြစ်ပါတယ်။ စိလက်တင်အဖမ်းပြစ်စခန်းကိုပိတ်လိုက်ရပြီမေနေကျူးကတော့သူ့ရဲ့စပါးကိုစိုက်ငွေတွေဖွင့်လှစ်သွားမှာဖြစ်ပါတယ်သူရဲ့ခမောဖြစ်သူကကြေကြေတက်ကြဝချမ်းသာသူဖြစ်ပြီးငွေကြီးအထွတ်လည်းမပူပင်ရပေမဲ့စိမ့်လက်တင်ကိုပိတ်လိုက်ရလို့လူအများကတော့အံ့ဩနေကြရပါတယ်။ငွေကိုရေးလို့သုံးနိုင်နေဆိုပြီးမောကြောခဲ့ပေမဲ့အခုတော့မင်းသမီးလက်ဆက်လို့လို့မရတော့သလိုမိသားစုပိုင်းလုပ်ငန်းကြီးကိုလည်းပိတ်သိမ်းလိုက်ရတဲ့နေကျူအပေါ်ပြည်သက်ကြီးရဲ့အမြင်ကိုလည်းပြပြပေးခဲ့ပါဦး။ဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။